အိန္ဒိယပါကစ္စတန် တင်းမာမှုနောက်ွယ်မှာတရုတ်နိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်းပါဝင်ဆက်နွယ်ပတ်သက်လာပါတယ်အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံကိုတိုက်ခိုက်မည်ဆိုပါကဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ဒေသများကိုတိုက်ခိုက်မည်ဟုသော သတင်းများလည်းထွက်ပေါ်ခဲ့ပါတယ်ဒေသတွင်းမတည်ငြိမ်မှုများနဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းနိုင်ငံရေးမတည်ငြိမ်မှုများဆက်လက် ပေါ်ပေါက်လျက်ရှိပါတယ်။အိန္ဒိယနိုင်ငံဟာရှေးမြောက်ဖက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညီလာခံတရက်ကိုကျင်းပခဲ့ပါတယ်။ Rising North East Investor Summit 2025R New Delhi မြို့မှာကျင်းပခဲ့ပြီးအိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအဆောက်အအုံများအတွက်ငွေကြေးအမြောက်များရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ရှေးမြောက်ဖက်ဒေသမှာရှိတဲ့မနီပူလာထရီပူရာမီဇိုရန်နာဂလန်စတဲ့ပြည်နယ်များဟာအိန္ဒိယဘူအစိုးရရဲ့အလေးထားမှုအားနည်းကြောင်းလဲရခိုင်ကဒေသတွင်ပြည်နယ်ဝန်ကြီးချုပ်များကဝေဖန်ခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံရဲ့ချမ်းသာကြွယ်ဝဆုံးပုဂ္ဂိုလ်ကြီးများပါဝင်တက်ရောက်ခဲ့ကြပြီးအိန္ဒိယနိုင်ငံ ရှေးမြောက်ဖက်ဒေသနှင့်ဘူအစိုးရအကြား အစဉ်ပြေချောမွေ့စေရေးနှင့်ကိုကဲအုပ်ချုပ်မှုများထိရောက်စေရေးအတွက်စနစ်ကျစီမံဆောင်ရွက်ခြင်းဖြစ်ပါတယ်။အဆိုပါညီလာခံကိုအိန္ဒိယဝန်ကြီးချုပ်မိုဒီကိုယ်တိုင် တက်ရောက်ခဲ့ပြီးဒေသတွင်းလုပ်ငန်းရှင်များအိန္ဒိယနိုင်ငံတွင်ရှိချမ်းသာကျော်ဝါသူများ ပါဝင်ပူးပေါင်းဆောင်ရွက်ကြပြီးရှေးမြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အာသွန်ခွန်ဆိုင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ တောင်ချဒေတာတွင်ရှိနိုင်ငံများမှမှစ်တင်းနေချင်ကြတဲ့လူသားများဟာဘာသာရေးဆုံးလွင်ခြင်းတလေထုံတန်းရှင်ကျေးမှုနဲ့ဘာသာစကားများပြစွာတည်ရှိပြီးရောင်သွေးဆုံးလွင်လာတဲ့ဒေတာကြီးဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံအတွင်းမှာအကြီးမားဆုံးပြည်နယ်ကြီးတစ်ခုဖြစ်တဲ့ဘလူးချစ်စတန်ပြည်နယ်ဟာတည်ကြလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ခွဲထက်ကြောင်းကြီးညာခဲ့ပြီးနောက်ပိုင်းမှာသဆိုင်ရာနိုင်ငံများမှရှိတဲ့ စီမံအုပ်ချုပ်မှုများဒေတာအနှံ့ညီမျှစွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်းအထူးလေးထားဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်ကြောင်းမိမောင်းထိုးပြလျက်ရှိပါသည်။အိန္ဒိယနိုင်ငံဗဟုဆိုရရဲ့အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးစီပင်သားရဝါပြောရေးအတွက်စီမံလှုပ်ဆောင်ချက်များဟာကောင်းမွန်တဲ့လှုပ်ဆောင်ချက်များဖြစ်ပါကြောင်းလေးလာတင်ဆက်အပ်ပါတယ်။